တွက်နောက်ဘက်မှာတာလီသွားရွာရှိတယ်။ဘက်မှာတော့တာလီကိုတော့ဘုရားတို့ခေါ်လာတယ်ကိုရံတော်ဆိုတာရှိတယ်။ဒီဘက်မှာလည်းရွာတွေရှိတယ်။အားလုံးဒီမှာကျေတွေရစက်ခုနေပါရှိတယ်။ပြီးတော့ဒီကနေပြန်မှာလာသမ ्या ပစ္စည်းအားလုံးတော့ဒီမှာစုလိုက်ဒီမှာပြန်ခွဲတယ်ပြီးတော့ကြာမှာအချိုးကြအချိုးကြလေးတွေပစ္စည်းသာမတူပေမဲ့တော့အကုန်ရောက်လာတာလေးတွေတော့အားလုံးဒီလိုများတို့ခွဲပြီး ပတ်ချင်းညံလာတော့ဒါပဲလာတယ်ကျွန်တော်အကုန်လုံးဒီမှာပဲတစုစည်းတဲ့ပေါင်းလိုက်တယ်ဟိုအကုန်လုံးပတ်ဝန်းကျင်ကအရင်ကတည်းကအကုန်ဆင်ပြေကြတယ်အဲ့တော့အကုန်ဒီမှာပေါင်းပြီးတော့မယ်ပြီးတော့အကုန်လုံးလာကြအောင်ကျွန်တော်နေမဲ့ခွဲပါကျွန်တော်တို့ရွာကတော့ဒီရွာလုံးကြီးပါလို့ရှိတယ်အဲ့ဒီဘက်ဒီမှာရှိတယ်တောင်းမွေးခဏလောက် မမဒီရွာမှာဟုတ်တယ်ဟုတ်တယ်အဲ့အင်းကြီးရဲ့နှောင်းရောသုံးနှောင်းကြီးလာကြည့်ရောရွာကြီးကျွန်တော်တို့ဒီမှာဆိုရင်ဒါဘုရားဝတ်ပြုတာရှစ်ရှစ်ဆောင်ရှိတယ်ဟိုဘက်ရွာနဲ့ဂူးလုံးကြီးအဂူးလုံးနဲ့ကနေပြီးတော့မှသုံးလုံးကလုံးဝရင်းရင်းပြည့်သွားတယ်ဒီဘက်တော့ရောက်ခဲ့ပါအလုံးတချို့အလုံးအလုံးလုံးနေရတော့ဒီတိုင်းပြူတာတွေပါရှိတယ်။နောက်ဆုံးဆုံးလာဘယ်လောက်ဘယ်လောက်နေ ။လူကကျွန်တော်တို့ကကျတော့ဒီမှာတိုင်းနယ်ရှိမယ်။ဥရောပဘွားရှိ။ကျွန်တော်တို့တိုင်းနယ်ဆိုတော့ဘယ်နေရာကျောင်းရှိ။ကျွန်တော်တို့ရွာမှာတွင်ဟိုတရား300နဲ့မှာမဟုတ်ဘူး။အဲ့ဒါကကျွန်တော်တို့ဒီဘိုးရွာနဲ့မှာ။ကျွန်တော်တို့ကကျဒီဘက်မှာကျတိုင်းနယ်လေး။ဟာဘိုးတိုင်းနယ်၊ကာလီသွားတိုင်းနယ်အဲ့လိုတိုင်းနယ်မှာဆိုရင်တော့ကျွန်တော်ဘိုးတိုင်းနယ်မှာ။ဘယ်နေရာကျောင်းလဲ။ဒီမှာတရား300ဒီမှာတရား300နဲ့မှာဟုတ်ကဲ့